အားလုံးမင်္ဂလာပါ Lucky Sport တာ channel ရဲ့ဒီကောင်လုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒါမနီယာ you share ပေးရတဲ့ဒါ Sweden နဲ့ Switzerland ဘိုးဘော်လေးကတော့ကြားတော့တယ်ကျွန်တော်ဒါဒီနေ့မှဆင်လဲကျွန်တော်ဒါအကောင်းဆုံးကြိုးစားပြီးရန်ဒါတပွဲကောင်း you share ပေးရမှာပြန်ဒါမနီယာတော့ဗျာဒါ Sweden နဲ့ Switzerland ဒါ Z2 ဆိုတဲ့ပုံစံမျိုးနဲ့ပြီးတော့တယ်ကျွန်တော်ဒါ Sweden ကတဘိုးတော့ရမယ်လို့ထင်တာအဖန်တကယ်အဲ့ဒီပွဲကြီးတဲ့ညီကိုလို့ဆိုသိလိမ့်မယ်ဒါ Switzerland ကအနည်းဆုံး9ဘိုး6ဘိုးလောက်ထိတော့ဘိုးပြတ်သွားနိုင်တဲ့အနေအထားကြီးဗျာဒါဘိုးပေါက်တော်တော်လေး ကာကွယ်ခွင့်ရရတဲ့ဂိုးသမားကတော်တော်လေးလာစီရင်ဂိုးသမားတော်တော်လေးကာကွယ်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်းဂိုးတွေမပြတာဇီးတူးဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်ခဲ့တာဒါစီရင်ကတော့ဒါဂိုးပေါက်ကိုတဲ့အကြီးအောင်ကောင်းမှရှိတယ်လို့ပြောတာထမ်းမကြီးတိုက်စစ်ကစားသမားကြီးရှိမယ်ဒါပေမဲ့ကျွန်တော်ဒါဒီနေ့မှဆက်လဲကျွန်တော်ဒါအကောင်းဆုံးရွေးချယ်ပြီးတာဝဲကောင်းအနေနဲ့ဒါပေါ်တူဂူနဲ့ဒါအိုင်ယာလန်ရဲ့ပွဲလေးကိုရွေးချယ်ထားပါတယ်ဒါဒီပွဲမှာဆီရင်တော့ဒါပေါ်တူဂီကနေဒါအင်ကွင်းကနေဒါဘော်ဒီချင်းမှာဒါ2မိုင်းနာ60 အဂူပုံကြီးမှာတော့ဒါတတိမိုင်းသား50ပြည့်ထားတယ်ဒီကြီးမျိုးကတော့ဒါဆန်းတော့မဆန်းဘူးဗျဒါနိုင်ငံပွဲနေမှာဆိုရင်တော့ဒါဘော်ဒီကြီးနဲ့ဂူပုံကြီးဟာဒါအတူတူနီးပါးလောက်ကိုပေးလိပေးတာရှိတယ်ဒါဘယ်လိုပြောမလဲဘော်ဒီကြီးက2မန်းနာ60ဗျာဒါအပြည့်အောင်ဖို့တကောသုံးလုံးသွင်းရမယ်သုံးလုံးသွင်းရင်ဒါဂူပုံကြီးမှာတတိမိုင်းသား50ဆိုတော့ကပြား50ပဲချုံလို့မယ်အနေထားအဲ့လိုပုံစံမျိုးတွေကတော့ဒါဒါနိုင်ငံပွဲတွေမှာပေးလိပေးထားရှိတဲ့ကြီးမျိုးတွေဖြစ်တယ်အဲအဲ့လိုကြီးပြီးရင်အထက်ကြီးအောင်လေး အောင်ထားရှိတဲ့အခြေအနေလေးရှိရပြဒါဖီဘာရဲ့အဆင့်သမက်ရှိကိုကြည့်မယ်ဆိုပေါ်လူကအခုလက်ရှိဒါဖီဘာအဆင့်ဒါနံပါတ်9နေရာမှာရပ်တည်နေတယ်ဒါအရန်လာကတော့ဒါဖီဘာအဆင့်သမက်ဆိုတာ67ဆိုတော့ဒါဒီနှစ်သင်းရဲ့ကွာချားချက်ကတော့တော်တော်လေးရှိတယ်လို့ပြောလို့ရပြဒါပေမဲ့ကျွန်တော်ကတော့ပြန်လို့ကြည့်မယ်ဆိုတာအခုလက်ရှိဒါဒီမှာကျွန်တော်တို့ကပြန်လို့ကြည့်ရမယ်ဆိုတော့ပိုလိုကွေးကတော့ဒါနှစ်ပွဲကန်ဒါနှစ်ပွဲစလုံးနိုင်ပြီးရင်ဒါရမှတ်ရှောင်းမှတ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါဥဆောင်နေတော့ဗျာ ဒါရှောင်းမှန်ဒါဂိုးလူခန့်ကဒါ plus 6ချီချီထားတဲ့အနေထားဒါတစ်ဖက်ကဒါအိုင်ယန်လန်ကနှစ်ပွဲကံပြီးရင်တမတ်ဆိုတဲ့အနေထားပဲရှိသေးတယ်ဒါပေမဲ့အိုင်ယန်လန်ကဒါသွင်းကိုးလေးတော့ပြန်လို့ရတယ်ဗျာဒါအာမေးနီးယားကဒါ2-1ဆိုတဲ့ပုံစံမျိုးရှုံးကန်ဒါဟန်ဂေရီကဒါအင်ကွင်းကနေဒါ2-2ဆိုတဲ့ပုံစံမျိုးတွေကံနိုင်ခဲ့တဲ့အနေထားတွေမှာရှိတယ်ဒါပေါ်တူဂိုကတော့ဒါရှောင်းမှန်ဆိုပေမဲ့လည်းဒီဒါအင်ကွင်းမှာအကောင်းဆုံးဒါပရိသတ်ရှိမှာ ဒါနိုင်ပွဲတစ်ပွဲရအောင်အကောင်းဆုံးဆွံ့ဆောင်ကောင်းနိုင်မယ့်အနေအထားမှာရှိတယ်။ဒါမှမဟုတ်ကျွန်တော်တရှိတိရမှာဂျီကိုကြည့်ရမယ်ဗျ။ဂျီက2မိုင်နာ60ဖြစ်နေတယ်နှလုံးသွင်း60အဲပေါ်တူဂူကအိုင်ယာလန်ဂိုးပြတ်နိုင်မလားဆိုကျွန်တော်တို့ဟတ်တူဟတ်တွေမှာပြန်ကြည့်မယ်။ဒါကျွန်တော်တို့ဟတ်တူဟတ်တွေကိုတရှိပြန်လို့ကြည့်မယ်ဆိုဒါတွေရတယ်ဒါတကယ်အရေးပါတဲ့ဒါလို့ပြောရမယ်အချက်လက်တွေဖြစ်တယ်။ဟတ်တူဟတ်မှာနောက်ဆုံးကန်ရတဲ့ဒါ2024ဒါရှစ်ဂျီပွဲမှာတော့3-0ဆိုတဲ့ပုံစံမျိုးနဲ့နိုင်တယ်ဒါဇီးဇီးကြတယ်ဒါဝတ်ကပ်မှာ2021ဒါဝတ်ကပ် ော့ collaboration ဒါရှင်းဆောင်ပွဲမှာစီးစီးကြတယ်ပေါ်တူဂူအိမ်ရင်းမှာ2-1ဆိုတဲ့ပုံစံမျိုးနဲ့နိုင်တယ်ဒါနောက်ဆက်လေးမှာတကြိမ်ရှိတယ်ဗျအဲ့ဒါမှာချစ်ကြီးပွဲ1-5ဆိုတဲ့ပုံစံမျိုးနဲ့ပေါ်တူဂူကနိုင်တယ်ကျွန်တော်ကဒါမှာတစ်ချစ်ကြည့်ရမယ်စင်ရဲ့ဒါ World Cup မှာအဲ့လောက်ထိ goal ပြတ်တဲ့အနေအထားမရှိဘူးဗျဒါ IRL ရဲ့အိမ်ရင်းမှာစီးစီးဒါပေါ်တူဂူအိမ်ရင်းမှာ2-1ဆိုတဲ့ရဇတ်မျိုးကိုသွားနေတဲ့အနေအထားဒါပေမဲ့ဂိုးပြခဲ့တဲ့3-0 1-5လို့ဆိုတာကရှစ်ကြီးပွဲဒီမှာဖြစ်နေလို့ဒါပြောလို့ရတယ်။အဲတစ်ဖက်က ဘယ်လိုပြောမလဲအိုင်ယာလန်အနေနဲ့ဗျာဒါဂိုးအများကြီးမပြအောင်တော့ဒါပိုတူဂီရဲ့အိမ်ခွင့်မှာသွားကြမှာဆိုတော့ဒါခန်းစစ်ကိုကောင်းကောင်းလေးဒါပြင်ဆင်လာနိုင်ွက်အနေထားမှာရှိတယ်တစ်ဖက်ကပိုတူဂီပေးထားတဲ့ကြည့်ရကျွန်တော်စဉ်းစားရမယ်ဆို2 minor 60ဒါ3 minor 50ဒါတစ်ဖက်ထဲဒါဂိုးသင်းမဲ့ကြီးကိုတော့တက်ရောက်နေတယ်အဲဒါပေမဲ့ဒါဒါအိုင်ယာလန်နဲ့ဒါအကောင်းဆုံးခန်းစစ်တော့ပြင်လာမယ့်အနေထားမှာရှိတယ်သူကဒါဂိုးလေးလေးရရတယ်ဗျဒါနှစ်ပွဲကန်ထားတယ်ဒါအာမီနီယာ2-1တကူရတယ်ဒါဟန်ဂရီကို ဒါတူတူဆိုတဲ့ပုံစံမျိုးနဲ့သင်ကြအောင်ကြည့်တာဆွန့်ဆောင်ထားနိုင်တဲ့အနေအထားဆိုတော့ဒီနေ့ပေါ်တူကူကလည်းသုံးခုတော့မပြဘူးလို့ကျွန်တော်ထင်တယ်ဗျ2မိုင်နာ60ကြီးမှာအနည်းဆုံးပေါ်တူကူက2ဇီးလောက်လောက်ပါမယ်2ဇီး31ပုံစံမျိုးလောက်ကိုကျွန်တော်ကတော့မှန်းတယ်ကျွန်တော်တိုင်းရောက်တာပေါ်တူကူနဲ့ဒါအိုင်ယန်လန်ကျွန်တော်ကတော့ဒါအိုင်ယန်လန်ဘော်ဒီကိုကြိုက်ပါတယ်ဒီနေ့တွေ့တာကျွန်တော်ရဲ့ဒါအကြိုက်ဆုံးတစ်ပွဲကောင်းအနေနဲ့ကျွန်တော်ဒါပေါ်တူကူနဲ့အိုင်ယန်လန်ပွဲကျွန်တော်ဒါအိုင်ယန်လန်ဘော်ဒီကို 在债管一个，另外一个。嗯嗯